ုတင်ဆက်ပေးမယ့်သတင်းကတော့ယူရိုပါလီမှာမန်ယူပူဆွဲဖို့အတွက်ရေပန်းစားဆုံးဖြစ်လာတဲ့သတင်းပဲဖြစ်ပါတယ်။ဆိုရတဲ့သတင်းကိုကိုပြက်အနာယူပြီးတော့ quarter final တရားလာခဲ့တဲ့မန်ယူအသေးဟာယူရိုပါလီမှာပူဆွဲဖို့အတွက် ရေပန်းစားဆုံးတင်ဖြစ်လာတယ်လို့သိရပါတယ်။မန်ယူဟာဆိုစီတက်ကိုအဝေးကွေးမှာတကူးစီတီးကြခဲ့ပေမယ့်အင်ဝေးမှာကစားခဲ့တဲ့ဒုတိယကြက်ပွဲစဉ်မှာတော့လီဂိုတကူးနဲ့နိုင်ရခဲ့ပြီးတော့အသင်းကောင်းဆောင်ရူနိုဖာနန်ဒက်စ်ကလည်းအဆိုပါပွဲစဉ်မှာဟက်ထရစ်တင်နိုင်ခဲ့ပါတယ် မန်ယူအသင်းဟာကွာတာဖိုင်နယ်မှာလိုင်ယွန်အသင်းနဲ့ဆုံတိုက်မှာဖြစ်ပြီးအကျိုးဘိုးလူပွဲရောက်ခဲ့မယ်ဆိုရင်ရေဂျာဒါမမဟုတ်ဖီဘာအိုနဲ့ဆုံတိုက်မှာဖြစ်ပါတယ်ပြိုပါလီမှာပိုးဆွဲဖို့အတွက်ရေဘန်းဆိုင်အသင်းရဲ့ဇေယမှာမန်ယူတောင်ဒုတိယနေရာမှာဘီဘာအုံနဲ့တတိယနေရာမှာစပါတင်တို့ကအစင်လိုက်ရတည်နေပါတယ်။မန်ယူအသင်းနှစ်ပြအင်မိုရင်ကဆိုစီတက်ကိုကြဖြတ်နိုင်ခဲ့တာဟာဘရူနိုဖာနန်ဒက်စ်လို့ကစားသမားမျိုးစုံဖြစ်ပြီးအသင်းကိုပုံစံကျလာအောင်အားဆိုင်ကြပန်းနေရဲ့လို့ပြောကြခဲ့လို့သိရပါတယ်။ ဒီသတင်းတော့ညင်းကြရအောင်ပါပို့လာပါ